တခါအကြာကြီးတကောင်နဲ့သူ့ရဲ့သားငယ်ကြားပေါက်လေးတကောင်ဟာလမ်းလျှောက်ထွက်လာကြတယ်။အဲ့ဒီအချိန်မှာသူတို့ရဲ့ရှေ့ကလန်းလန်းကနေခွေးဦးတကောင်လာနေတာကိုကြားကြီးကလှမ်းမြင်လိုက်တယ်။ခွေးရဲ့ပုံသားကပဇက်ကနေတရေကြားနေတယ်လို့မျက်လုံးတွေကလည်းကြောင်တောင်တောင်နဲ့ယူသွုံနေတဲ့ပုံသံဖြစ်နေပါတယ်။ဒါနဲ့ကြားကြီးကသူ့ရဲ့သားကြားငယ်လေးကိုလာလာသားလမ်းဘေးကတစ်ပင်တော့မှာဖီလိုခဏဝင်ပုံကြအောင်ဟိုမှာခွေးဦးတကောင်လာနေရလို့ပြောလိုက်ပြီးကြားသားဖလမ်းဘေးကတစ်ပင်ဒီပင်နောက်မှာပုံကွယ်လိုက်ကြပါတယ် မကြပါဘူးခွေးယူးဟာသူ့လိုနားကနေဖြတ်ကျော်သွားပါတယ်ခွေးယူးဖြတ်ကျော်သွားတာတော်ကြမှာကြားသားဖားတစ်ပင်ခွေးကနေထွက်လာခဲ့ကြပြီလိုရာခီးယူးကိုဆက်ကြတယ်ဒီခါမှာကြားငယ်လေးကသူ့ရဲ့ဖေကြားယူးဒီလိုမေးတယ်အဖေအဖေဟာတော့ပြင်ချင်သေးကြီးတွေစီကြီးတွေကိုတော့မကြောက်မရိုးနဲ့ရှင်ပြိုင်တိုက်ခိုက်ဖူးခဲ့တယ်မဟုတ်လားဘာမဟုတ်တဲ့ခွေးလေးတကောင်မှဘာလို့ကြောက်လန့်ပြီးပုံအောင်နေရတာလဲဒီခါမှာကြားရဒီလိုပြန်ပြေခဲ့တယ်ဒီမဲကသား အဖေကဒီတော့မှရှိရဲ့ဘယ်လိုတတ်တော်အမျိုးမဆိုရှင်ပြိုင်တိုက်ခိုက်ရဲပါတယ်။ဒါဝိမဲ့ငါသားစောစောကအဖေဦးနဲ့ဆုံခဲ့တာခွေးဦးတကောင်ဖြစ်တယ်။ခွေးဦးတရားတင်ညာမရှိကြဘူးမဲမဲမြေယာကိုကြိုက်တတ်ကြတယ်ကွ။သူတို့ကြိုက်တာခံရတာနဲ့ယောဂါကူမဲ။ပြီးတော့အဖေလိုကြတော့ကောင်ဘာမုန်းတဲ့ခွေးတကောင်နဲ့ပြိုင်ကြိုက်နေလို့ဘာအကျိုးထူးမှမို့လဲ။တန်မမတန်နာငါသားရဲ့ငါသားမဲမဲမှတ်ထားရမှာလောကမှာဖက်ပြိုင်မှုမတန်တဲ့အရာတွေရှိတယ်။ ဒီလိုအရာရင်နဲ့ဖတ်ပြိုင်မိတဲ့အခါကိုယ်ပဲအကျိုးရောက်တတ်တယ်။ဒါကြောင့်မတန်တဲ့သူတွေနဲ့ဘယ်တော့မှမပြိုင်မိသေးနဲ့လို့ပြောလိုက်ပါတော့တယ်။ဒီလိုပါပဲ။ကျွန်တော်တို့ရဲ့ဘဝမှာလည်းဒီပုံမြင်တဲ့အကြာကြီးလိုကိုလန်းကိုလျှောက်နေတဲ့ကိုယ်ကိုလားပြိုင်နေတဲ့သူတွေအလကားနေရင်ကိုယ်ကိုရန်လိုမုန်းတီးနေတဲ့သူတွေနဲ့တွေ့ဆုံရနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလူတွေနဲ့ဖတ်ပြိုင်ပြီးအမုန်းပွားနေတာမျိုးဘယ်တော့မှမလုပ်ပါနဲ့။ပြိုင်မှုမတန်တဲ့သူတွေနဲ့ပြိုင်နေမိရင် ကိုသွားမဲ့ခေးလန်းနှောင်းနေတာပဲဖတ်တယ်မလေးမယ်လူလူဦးလာရဲ့ပုံပြင်လေးတစ်ပုတ်ပါလက်ကုတ်တိုင်းကိုလူမမှန်နဲ့ရွာတရွာမှာဥဖြူနဲ့ဥမဲတို့နေရာဟာသူနွားလေးကကောင်းနေငါနွားလေးကကောင်းနေနဲ့ညင်ကြတဲ့ဒီအချိန်မှာဥညာပိုင်ဆိုတဲ့လူကကောင်းမကောင်းပြိုင်းကြီးမှတီမှပေါ်လို့ကြားနေဝင်းထောင်လိုက်တယ်ဒါနဲ့ဥဖြူနဲ့ဥမဲတို့လည်းနွားလေးချင်းပြိုင်နေအဆင်ကိုရောက်သွားကြပါရော့ ပြိုင်ခံနေ့အချိန်မှာတော့ဥညံပိုင်တယောက်ကဥဖြူနဲ့ဥမဲနှစ်ယောက်ကြားကိုဝင်ပြီးနှစ်ယောက်စလုံးကိုတွင်တွင်သာလက်နဲ့ကုံနေတဲ့ပြိုင်ဝဲပြီးတဲ့အခါမှာတော့ဥဖြူကနိုင်ပြီးဥမဲကရှုံသွားတယ်။ဒီအခါမှာဥညံပိုင်ကဥဖြူစီကိုတော်ပြီး"ကဲဥဖြူကြုံမပြောဘူးလားခမားနိုင်မယ်မှန်းသိလို့ကြုံလက်ကုတ်တာလို့ပြောလိုက်တယ်။ဥဖြူလည်းကျေးဇူးတွေတင်ပြီးဥညံပိုင်ကိုထမ်းရီဝါတိုက်လိုက်တာပေါ့။နောက်ရက်ကိုရောက်တဲ့အခါမှာဥညံပိုင်ဟာဥမဲစီကိုထတ်သွားပြန်တဲ့ပြီးတဲ့အခါမှာဥမဲကိုခမရဗျာ မပြိုင်ပါနဲ့လို့ကျုပ်ကလက်ကုပ်ပြီးပြောနေတာကိုပြိုင်ပြည့်အောင်ပြိုင်တယ်လို့ပြောပါလေရောဒီခါမှာဦးမဲရလည်းဦးညံပိုင်ရပေါ့။အော်သူငါ့ပေါ်စေနာကောင်းရှာသားဆိုပြီးထန်းရီဝတိုက်လိုက်ပြန်တဲ့ဒီသလန်းလေးကနေရရှိနိုင်တဲ့သင်္ကန်းသားကတော့ DK ကြီးမှဦးညံပိုင်လိုလူတွေကတယောက်တည်းရှိနေတာမဟုတ်ပါဘူးအများကြီးဖြစ်နေပါပြီခက်ကလည်းမကောင်းမှုမဟုတ်လားဒါကြောင့်လက်ကုပ်တိုင်းလဲကိုလူလိုမမှန်လိုက်နဲ့